နတ်တွေကိုတနာတယ်တနာတဲ့အတွက်နတ်ပြည်ဆုံးခံကြွဟုတ်ပလားဟဲ့ဘာလို့လူပြည်မှာယဟန်သံဃာတွေများစွာရှိတော့လူပြည်မှာဆွန်းတကာဆွန်းမတွေဆွန်းလောင်းခွင့်မရှိဘူးလားနေစဉ်နဲ့မြဆွန်းလောင်းလို့ရောမရဘူးလားအေးဆွန်းလောင်းလို့လည်းရတယ်အလူပေးလို့လည်းရတယ်သီလဆောက်တည်လို့လည်းအဲ့တော့နတ်ပြည်မှာဒါတွေမရဘူးမရတော့တနာလို့တချို့နတ်တွေကဆွန်းတစုံတရောင်းမှလောင်းပြီးတော့နတ်ပြည်ရောက်သွားကုစုလေးနေနေနေရောက်တော့ခဏနေပြန်ကြမယ်ဟာတွေရှိတော့ ရှင်မာမောက္ကလံကတနာလို့နတ်ပြည်တဲပြီးဆုံးခံကြွအဲ့ဒီမှာ72ယူဇနာကျဲတဲ့ဗိမာဘလောက်72ယူဇနာဆိုတော့တယူဇနာကို73မိုင်72မိုင်နဲ့ပဲတွက်ပါ72တော်လိုက်တာတော်လိုက်တာသာဓုသာဓုမြန်မာနိုင်ငံရဲ့ပညာရေးဘလောက်တိုးတက်နေတယ်ဆိုတာဒါအဖြေတွေပေါ့ကွယ် တရားတရားတရား44မိုင်ကျဲတဲ့ဗိမ္မာန်ကြီးဟုတ်ပြီနော်မြေခွဲမဟုတ်ဘူးဘာလဲဗိမ္မာန်ဗိမ္မာန်အဲ့တော့အဲ့ဒီဗိမ္မာန်ကြီးနဲ့အမတော်ကြီးကျဲတဲ့သူ့ဗိမ္မာန်ကတိုင်နေရပရမားနဲ့တိဆောက်ထားတယ်တဲ့ဟုတ်ပြီနော်ပြတ်တတ်ကရွှေပြတ်တတ်ဘေးမှာအရန် ပြတ်သက်ပေါင်း900ဘယ်လောက်လဲအရန်ပြတ်သက်အရန်အဆောက်အုံလေးတွေဘင်္ဂလိုလေးတွေကဘယ်လောက်တော့900ဆိုတော့ကြီးကျယ်တဲ့နတ်စည်းစိမ်ကြီးကိုခံစားနေတဲ့နတ်သားတစ်ပါးရှင်မာမောက္ကလံကိုရောမြတ်ကြီးဆွမ်းခံကြတော့ထွက်ပြီးတော့ဆွမ်းလောင်းနတ်သားကိုယ်တိုင်ထွက်ပြီးဆွမ်းလောင်းဆွမ်းလောင်းတော့နတ်သားကြီးတော့လည်းအမတန်ကြီးကျယ်ခမ်းနားတဲ့အယောင်ဝါးတွေတောက်ပပြီးတော့ဆန်းကျယ်တဲ့အယောင်အယောင်အစင်းတွေနဲ့ နတ်ပန်းနေပန်းနောက်ကအချွေရန်သင်းပင်းတွေကလည်းတစ်ခါလဲဖြော်ပြမိနတ်သမီးတစ်ထောင်နတ်သမီးဘယ်လောက်တစ်ထောင်ရဲ့အချံရံနဲ့အတူတင့်တယ်ခမ်းနားစွာဆွန်းထွက်လောင်းတော့ရှင်မမောက်ကလန်ကိုတော်မြတ်ကြီးကမေးတယ်နတ်သားတဲ့သင်းပိမှန်ကြီးကလည်းကြီးကျယ်လိုက်တာတစ်ဆက်ယူသနာအကျယ်ဝန်းနဲ့ပြတ်သက်ဆောင်ပေါင်း900ဝန်းရံပြီးတော့ဗရမယာတိုင်းဗရမယာပြတ်သက် ရွှေပြတ်သက်ရွှေ ရွှေကြည်တို့ဇာကြည်တို့တွေ ਨੇ အလုံးခန္ဓာခန္ဓာထေဝါလာပြီးတကလပတ်ဝန်းကျင်မှာလဲရေတကုန်နေသစ်ပင်နေတောတောင်နေပန်းမှန်နေ ਨੇ အလုံးตาယာနာပြောပွဲကောင်းတဲ့ဒီဗိမာန်ကြီးကိုတင်ရထားတာဘယ်ကောင်းမှုကြောင့်လဲမိတယ်ဟုတ်ပလားဟဲ့အလုံးကြီးကျယ်တဲ့စီးတိမ်မရှိဘူးလားအဲ့တော့နောက်ကချွေရံသင်ပင်ကလည်းအပြည့်အစုံဗိမာန်ကြီးကလည်း၁၂ယူဇနာကျယ်ပြီးတော့ ပြတ်သက်ဆောင်ပေါင်း900ဝန်းရံပြီးတော့ဘေးမှာလဲပန်းဥယင်တွေသစ်ပင်တောတောင်တွေနဲ့အလွန်စိတ်ဆန်းဒီကြာအိုင်တွေကြာပန်းတွေအပြည့်စုံနဲ့အလွန်တင့်တယ်တဲ့ဘိမှန်ပိုင်ရှင်ဖြစ်နေတဲ့ဟောဒီနတ်သားကိုရှင်မာမောက္ကလံကသင်ပေကုသိုလ်တွေလုပ်ခဲ့လို့ဘလောက်များတဲ့ကုသိုလ်တွေလုပ်ခဲ့လို့သင်ဟာဒီလိုစည်းစိမ်တွေရတာလေလို့ရှင်မာမောက္ကလံမေးမေးတော့နတ်သားကမမဖျားတဲ့ တပည့်တော်ပြောရမှာတောင်းအားငယ်ပါတယ်ဗျာတဲ့တပည့်တော်လှုပ်ခဲ့တဲ့ကုသိုလ်ကဘာမှမပြောပါတော့ပါဘူးဟုတ်ပလားဟဲ့ပါတယ်ပါတယ်သူကုသိုလ်ကိုတခါတည်းကြွားကြွားဝါဝါတခါတည်းဂုံယူစွာ ပြောတာလားအားငယ်စွာပြောတာလားအားငယ်စွာပြောတာတပည့်တော်ဒီလောက်ကြီးကျယ်တဲ့စီးစိမ်ကြီးတွေရဖားနိုင်ပြီမဲ့လှုပ်ခဲ့တဲ့ကုသိုလ်လေးရ အနေငယ်လောက်ကလေးလုတ်ခဲ့တာပါတဲ့တပည့်တော်ဘာမှမပြောပတ်တော့ပါဘူးဆိုတော့ကဲဒါဖြင့်အဲ့ဒီမပြောပတ်တော့တဲ့ကုသိုလ်ကိုပဲပြောစမ်းပါအောင်ငါတို့ပြန်သိရအောင် လူတွေကို ပြန်ပြောနိုင်အောင်မှန်ပါဗျာတဲ့တပည့်တော်လည်းအဲ့ဒီအကျိုးငါအရှင်ဘုရားကိုထွက်ပြီးဆွန်းလောင်းပြီးတော့တပည့်တော်ပြုခဲ့တဲ့ကုသိုလ်လေးကိုအရှင်ဘုရားလူပြည်ကလူတွေသိအောင် ပြန်ပြောပေးပါဗျာတဲ့ကုသိုလ်နည်းနည်းလေးပြုပြင်မဲ့လေဒီနည်းနည်းလေးကိုမထင်မဲ့မြင်မပြုပါနဲ့ ကြီးကျယ်တဲ့စီးစိမ်တွေရနိုင်တယ်ဆိုတာလူသားတွေသိကျင်လို့ဟုတ်ပါလားအဲ့ဒီအသိပေးကျင်လို့တပည့်တော်လည်းရှင်ဖျားဖျားကိုစောင့်ပြီးတော့အခုဆွမ်းလောင်းရတာဖျားဆိုတော့ကဲပြောစမ်းသင်ပဲလို့ကုသိုလ်လုပ်ခဲ့တော့မမဖျားတဲ့တပည့်တော်ဟောဒီဂေါရမဖျားရှင်မပွင့်ခင်အရင်ကအနှစ်2000တန်းမှာကတ္တဗဖျားရှင်ကိုတော်မြတ်ကြီးပွင့်ခဲ့တယ်ဘယ်ဖျား အနှစ်ဘလောက်တန်း2000 2000ဘုရားတဆူတဆူပွင့်တဲ့ထုံးစံကကြီးဟောဒီကဘာကြီးစတီကာစမှာတတ္တဝါတွေလူတွေနေလို့ရပြီဆိုတဲ့အချိန်ကျတော့လူသက်တမ်းဟာအသင်ခြေတမ်းဘလောက်အသင်ခြေဆိုတာတသင်ခြေတသင်ခြေမှာတစ်နောက်က၃ညအလုံးပေါင်း140ရှိတယ်မှတ်တာဟုတ်ပြီနော်ကြောင်းတက်ခဲ့ဘူးတဲ့လူတွေဆိုရင်တိတယ်10 to the power 140ဒါဆိုရင်တိမယ်ပေါ့ နော်အယက်သားတွေတော့ဘယ်သိမလဲဟိုကလေးတွေကလည်းကြည့်နေတယ်ပါလေ10 to the ပါပေါ့နော်အဲ့တော့ကြောင်းရောက်မှပြန်မေးတင့်နောက်ကတုံညာအလုံးပေါင်းဘယ်လောက်ရှိ140အဲ့လူသက်တမ်းဟာအလောက်ရှိတယ်အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းလူတွေဟာအကျင့်ပြက်ပြက်လာတော့အနှစ်တရာမှာတနှစ်ဆုတ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 ်လာလိုက်တာဟုတ်ပြီနော်အဲ့ဒါဆုတ်ကအခုဦးစင်းတို့သူတော်ကောင်းတို့လူဖြစ်နေတာအသက်ဘယ်လောက်တန်းတရာလို့ဆိုညာတော့လည်းပဲ85နှစ်တန်းမဲ့ရှိတော့တယ် ဟုတ်ပြီနော်ကဲထားပါတော့အဲ့တော့အသက်တရာတန်းမှာတို့ဘုရားရှင်ကိုရောမြတ်ကြီးမပွင့်ဘူးလားပွင့်နေအဲ့တော့အခုကဘာကြီးမှာအဲ့လိုအသင်ခြေရတန်းကနေစုပ်ဘယ်အထိစုပ်တုံးဆို10နှစ်တန်းဒီစုပ်ဘယ်ဒီစုပ်လဲ10နှစ်တန်း10နှစ်တန်းတနှစ်ဆိုရင်လူကြီးဖြစ်ပြီးနှစ်နှစ်ဆိုရင်အိမ်တော်ကြပြီး3နှစ်ဆိုရင်ကလေး၄90ယောက်ရပြီ၄9နှစ်6နှစ်ဆိုအိုပြီး10နှစ်ဆိုသေးပြီဟုတ်ပြီနော်အခုခွေးတွေရဲ့အသက်တို့လို့ပေါ့ဟုတ်ပလားဟဲ့ လူသက်ကခွေးသက်လောက်ပဲရှိတော့တယ်တဖြည်းဖြည်းဆုတ်သွားမှာနော်အဲ့ဒီ10နှစ်တန်းကနေမှလူတွေဟာကိုကျင့်တရားတွေပြက်ပြားလာလို့10နှစ်ရောက်သွားတဲ့အခါတရားမင်းကြီးကတခါတည်းခွေးနဲ့ကြီးဆွဲပြီးတော့ကြွေးကြော်တော့အဲ့တော့ခွေးစားခံရမယ့်အဆင့်မျိုးဆိုတော့ခွေးတလုံးစားလောက်ပဲရှိလူတွေကရှိတော့တယ်လို့ပြောရမှာပေါ့ကွယ်နော်အဲ့တော့ခွေးနဲ့ကြီးဆွဲပြီးတော့လာတဲ့အခါလူတွေကိုကိုကျင့်တရားမစောင့်ထင်းရင်အကုန်စားပြင်မယ်ဆိုတော့မှကြောက်လန့်ပြီးတော့၅ပါးသီလစောင့်ထင်း ဆောင်းထင်းတော့ငါးပါးသီလလုံကြုံတဲ့မိဘတွေကမွေးဖွားလာတော့ငါ၁၀နှစ်တန်းကမွေးတော့အသက်၂၀အသက်ရှိတယ်။ဟုတ်ပြီနော်။အခုအားလုံးအသက်တွေတူတူယောဂါတွေများလာတာဗာပြက်လို့သီလပြက်လို့တရားပြက်လို့ဟုတ်ပလား။သီလလုံကြုံတဲ့မိဘငါးပါးသီလစောင့်ထင်းတဲ့မိဘနှစ်ပါးကပေါက်ဖွားလာတော့တဲ့၁၀နှစ်တန်းကမွေးတော့အနှစ်၂၀ဖြစ်တယ်။အနှစ်၂၀တန်းကမွေးတော့အနှစ်၄၀ဖြစ်တယ်။ ဒီလိုပြန်တက်တာဘယ်ထိတက်လဲဆိုအသင်ခြေထိပြန်တက်တယ်အဲ့ဒါကိုအာယုကတကတ်လို့ခေါ်တယ်ဘာလဲလဲအဲ့လိုကတ်မျိုး64ကတ်ကဘာတီးတယ်ဟုတ်ပလားဟဲ့ကဘာတီးပြီးရင်ကဘာပြက်တော့လဲ64ကတ်ကြာတယ်ပြက်ပြီးတော့အမုံမွားတွေလေထဲမှာဝဲနေတာက64နှစ်64ကတ်ကြာတယ်တခါကဘာပြန်တီးဆောက်တာ64ကတ်ကြာတယ်64ကတ်လေးလီကိုတကဘာလို့ခေါ်တယ်ဟုတ်ပလားဟဲ့ အခုတို့ဘုရားကတို့ဘာသာကဘာမှာဘုရားပွင့်လာတာကအာယုကအသင်ချေရတာ10နှစ်10နှစ်ကနေအသင်ချေရအဲ့လိုအပြန်ရှစ်ပြန်မှဘုရားစပွင့်တယ်ဟုတ်ပြီနော်ရှစ်ပြန်မှဘုရားတစု9ပြန်မှဘုရားတစု10ပြန်မှဘုရားတစု17ပြန်မှဘုရားတစုဘုရားဘယ်နှစုပွင့်ပြီရှင်းနေနော်အဲ့တော့အခုအာယုက17ကဆိုတော့10ကမြောက်မှပွင့်တယ် ကသဗ္ဗဘုရားရှင်ကိုရောမြတ်ကြီးဟာအတင်ခြေရတန်းကဆုတ်ပြီးတော့အနှစ်ဘလောက်တန်းမှပွင့်တော့2000ပြန်ပြောအဲ့တော့ဘုရားရှင်တို့မိဒီမှာတက်ကတ်မှာဘယ်တော့မှမပွင့်ဘူးဆုတ်ကတ်မှာပဲပွင့်ဟုတ်ပလားနောက်ပွင့်မဲ့မေတ္တရာဘုရားကအနှစ်သသိန်းတန်းမှပွင့်လိမ့်မယ်ဘယ်လောက်မှပွင့်မယ်ဘုရားရှင်တို့ဟာအနှစ်သသိန်းတန်းနဲ့အောက်ကတရာတန်းရဲ့ဈာထဲမှာပဲပွင့်သသိန်းတန်းနဲ့ကြော်ပြီးတော့လဲ မပွင့်နိုင်သလိုတရားတန်းအောက်လဲရှင်းသလားတသိန်းတန်းကြော်ရင်လဲလူတွေရဲ့အသက်ကတိတ်ရှည်လွန်းတဲ့အတွက်အနိစ္စဒုက္ခအနတ္တဟောလို့မရဘူးသဘောပါသလားတရားတန်းအောက်ရောက်သွားပြီတော့လဲဆိုတော့လဲကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်စွာမရှိကြတော့တဲ့အတွက်တရားဟောလို့မရဘူးကျေနပ်ပြီလားအခုခင်ဗျားတို့ကိုယ်စိတ်ကိုထိမ့်နိုင်စွာရှိသေးလားရှိသေးရင်ဒါဘဝဒုဘဝမြတ် ဒီထက်နောက်ကျသွားရင်ရှင်းမလားအဲ့တော့အချိန်မီလေးလူဖြစ်တာကုသိုလ်တရားကြိုးစားဖို့တင့်မတင့်ကဲကြည့်ဒီနသားပြောတော့မယ်အရှင်ဘုရားတဲ့ကသဝဘုရားရှင်ကိုရောင်မြတ်ကြီးအနှစ်1000တန်းမှာပွင့်ပြီးတော့ပြိဋိနိဗ္ဗာန်ဆန်နေတဲ့ပြိဋိနိဗ္ဗာန်ဆန်သွားတော့ကသဝဘုရားရှင်ရဲ့ဓာတ်တော်ဓာတုစေတီဟောလာပြီဘာလဲလဲအဲ့တော့စေတီမှာဓာတုစေတီရှိတယ် ဓမ္မဇေတိရှိတယ်ပရိဘောဂဇေတိဇေတိဘယ်နှမျိုးကျင်းတတ်တယ်နော်အဲ့တော့ဇေတိတော့တိထားကိုးကွယ်တယ်ဆိုတာဒါပဲဓာတုဇေတိဆိုတာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေပူဇော်ထားတာဟုတ်ပလားဟဲ့ဓမ္မဇေတိအဲတရားဓမ္မမြတ်စွာဘုရားရဲ့